အားလုံးပဲမင်္ဂလာပါခင်ဗျာ2021ခုနှစ်အာလာသိမ်းပြီးတဲ့နောက်မှာလူတိုင်းပြောနေတဲ့ Federal စနစ်ဆိုတာကိုအားလုံးစိတ်ဝင်စားကြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံအတွက်ကောအဲ့ဒီ Federal စနစ်ကအမှန်တကယ်တင့်တော်တဲ့စနစ်တစ်ခုလားဆိုတာကိုလည်းခင်ဗျားတို့စဉ်းစားဖို့ကြနိုင်မယ်လို့ထင်ပါတယ်တကယ်တော့ Federal ဆိုတာကျွန်တော်တို့ကြားဖို့ပင်မဲ့တကယ်တကယ်တမ်း Federal ဆိုတာဘာလဲအဘလို့ကောင်းတာလဲပေါ့နော်နိုင်ငံတကာမှာဘလို့တွေသူ့ကိုအသုံးပြုနေကြတယ်လဲဆိုတဲ့ဟာမျိုး ကျွန်တော်တို့ဒီဗီဒီယိုမှာအထူးထူးဆွေးနွေးသားကြမှာဖြစ်ပါတယ်တကယ်တော့ Federation ဆိုတာကအရန်ကိုကျေပြန့်ပြီးတော့နိုင်ငံတကာမှာလည်းဒီနိုင်ငံရဲ့အခြေအနေပေါ်မူတည်ပြီးတော့အသုံးပြုတဲ့နည်းလမ်းတွေကျွန်တော်တို့ပုံစံတွေကကွာခြားတယ်ပေါ့နော်မတူကြဘူးအဲဒါကြောင့်မလို့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Federation ရဲ့အာအခြေခံသဘောတရားလောက်ကိုပဲဒါဥပမာနိုင်ငံတချို့နဲ့ရှင်းပြသွားဖို့အာညွှန်လင်းထားပါတယ် ဲဆိုကျွန်တော်စပြီးတော့ကြည့်လိုက်ရအောင်အဖရက်ဆလစ်ကြောင်းစပြောမယ်ဆိုလို့ရှိရင်ကျွန်တော်က unitary လို့ခေါ်တဲ့တပြည်တော်စနစ်အကြောင်းကိုအရင်စပြောပါလိမ့်မယ်အတပြည်တော်စနစ်ဆိုတာကတကယ်တော့ကျွန်တော်လည်းသိသိနဲ့ကိစ္စတော့မဟုတ်ဘူးပေါ့လေကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့သူတိုင်းတနည်းအားဖြင့်ခင်ဗျားကမြန်မာနိုင်ငံသားဖြစ်တယ်ဆိုရင်ခင်ဗျားတစ်သက်လုံးနေခဲ့ရတာကတပြည်တော်စနစ်အောက်မှာပဲဖြစ်တယ် အဲတနိုင်ငံလုံးကိုလူတယောက်တည်းရပဲဒါမှမဟုတ်လို့ရှင်အစိုးရတဖွဲ့တည်းရပဲအုပ်ချုပ်နေတနိုင်ငံလုံးမှာဥပဒေရလည်းတခုနဲ့ပဲရှိတယ်။ခင်ဗျားပဲပြည်နယ်မှာနေနေဒီဥပဒေတခုလည်းပဲလိုက်နာရမယ်။နိုင်ငံရဲ့ပဲအစိတ်ပိုင်းမှာပဲနေနေညာဒီဥပဒေတခုလည်းပဲလိုက်နာရမယ်ဟုတ်လား။အဲ့တော့တပီလောင်စနစ်ကကောင်းလားမကောင်းလားဒီမျိုးပုံကိုဖြည့်ဖို့အတွက်ကျွန်တော်တို့ကမ္ဘာနိုင်ငံတွေကိုကြည့်ရမယ်ပေါ့နော်။ဒီတပီလောင်စနစ် unitary စနစ်ကိုတုံးတဲ့နိုင်ငံတွေကိုကြည့်တော့ကျွန်တော်တို့ ဂျပန်ရှိမယ်ပြီးတော့ကိုရီးယားရှိမယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့အိန္ဒိယချင်းထိုင်းနိုင်ငံတွေရှိမယ်ဒီနိုင်ငံတွေကတော့ဟိုကမ္ဘာမှာတိုးတက်နေတဲ့နိုင်ငံတွေအယူနီတရီစနစ်ကိုအသုံးပြုတယ်ပေါ့နော်တပီတော်စနစ်ကိုအသုံးပြုတယ်ပေါ့အဲ့တော့ဒါတွေကိုကြည့်လိုက်ခြင်းအပြင်တော့ဟာတပီတော်စနစ်ကကောင်းတာပေါ့ဒီနိုင်ငံတွေကတော့တိုးတက်နေရပဲဆိုကျွန်တော်တို့အကြမ်းနဲ့ပြောလို့ရလိုက်တယ်ဒါပေမဲ့တကယ်တကယ်အကြမ်းကြတော့တပီတော်စနစ်ကိုတို့ကဘာဖြစ်လို့အောင်မြင်တယ်လဲလို့ကြည့်ပြန်ကြည့်လိုက်လို့ရှိရင် ဒီနိုင်ငံတွေကကျွန်တော်ဥပမာပေးခဲ့တယ်နော်ထိုင်းဂျပန်ကိုရီးယားလိုနိုင်ငံမျိုးတွေကကြာတော့သူ့မှာနိုင်ငံ area အားဖြင့်လည်းသေးတယ်ပြီးတော့နောက်ထပ်သူ့မှာအဓိကပြဿနာကလူမျိုးကွဲတွေမတူကွဲပြားတဲ့လူမျိုးစုတွေပေါ့နော်အများကြီးမရှိနေဘူးအဲ့တော့ဒီလူမျိုးတွေကိုကျွန်တော်တို့စူးစီးဖို့အတွက်ကဥပဒေတစ်ခုနဲ့လည်းလုံလောက်တယ်ဥပမာဂျပန်ဆိုလို့ရှိရင်လည်းဂျပန်မှာဂျပန်လူမျိုးပဲရှိတယ်ဂျန်တဲ့လူမျိုးအများကြီးမရှိဘူးအဲ့လိုမျိုးဆိုတော့ဒီလူတွေအတွက်အလုံးကတပုံစံနဲ့ဘာသာစကားနဲ့တခုလဲ နောက်ပြီးတော့ဟိုလူမျိုးတွေကလည်းတမျိုးတည်းပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီလူတွေအားလုံးကိုထိန်းချုပ်ဖို့အတွက်ဥပဒေတစ်ခုပဲလိုတယ်။ဘာမှကျွန်တော်တို့ဥပဒေတွေအများကြီးပေါ့နော်မတူတဲ့ဥပဒေတွေကျွန်တော်တို့ဘာမှအများကြီးပြဋ္ဌာန်းနေကြမလို့အကိုရီးယားဆိုလည်းဒီလိုပဲဒါလည်းဆိုလို့ရှိရင်ဒါတပြည်တော်စနစ်ကိုအသုံးပြုပြီးတော့အာအောင်မြင်သွားတဲ့တိုးတက်သွားတဲ့နိုင်ငံတွေပေါ့ဒီတပြည်တော်စနစ်ကိုအသုံးပြုပြီးတော့ဒီလိုတိုးတက်သွားတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံကဟိုဒါကို copy ကူးချလို့ရမလား အဲဒါမျိုးကျွန်တော်တို့စဉ်းစားလို့ရတယ်တကယ်တကယ်ကြာတော့အာဒီလိုဟာမျိုးတွေကျွန်တော်တို့လုပ်ဖို့အဆင်မပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ Federal စနစ်ကြောင့်ဆက်ပြောရအောင်အဲ့တော့ Federal စနစ်မှာကြာတော့ခုနကတတိယစနစ်လိုမျိုးတနိုင်ငံလုံးကိုတရားထဲဒါမှမဟုတ်အစိုးရတပွဲတည်းဒါမှမဟုတ်လို့ရှိရင်ဥပဒေတစ်ခုတွေရနေပြီးတော့ထိန်းချုပ်တဲ့စနစ်မဟုတ်တော့ကျွန်တော်တို့ကိုယ့်ရဲ့သက်ဆိုင်ရာနေမြေတွေမှာကိုယ့်ရဲ့ကိုယ်ပိုင် အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးတွေကိုကျွန်တော်တို့ကိုယ်ပိုင်စနစ်နဲ့အကူအကူအကောင့်တွေဖော်လို့ရတယ်ကျင့်သုံးလို့ရတယ်ဆိုတော့စနစ်မျိုးပေါ့အဲ့တော့ဒီပိုင်းထဲမှာပဲကျွန်တော်တို့ကကိုယ့်ရဲ့သက်ဆိုင်ရာနေမြေတွေမှာမြန်မာနိုင်ငံအခြေအနေနဲ့ဆိုတော့ပြည်နယ်လို့ခေါ်မှာပေါ့အဲကိုယ့်ရဲ့သက်ဆိုင်ရာပြည်နယ်တွေမှာကိုယ့်ရဲ့အစိုးရတွေရှိမယ်လွှတ်တော်တွေရှိမယ်တရားရုံးတွေရှိမယ်ဒါပေမဲ့ဒီပိုင်းထဲမှာပဲကျွန်တော်တို့တိုင်းနိုင်ငံလုံးကိုအုပ်ချုပ်ဖို့အတွက်နော်တိုင်းနိုင်ငံလုံးဒီ national level ကိုသွားဖို့အတွက်လည်းတည်အောင်စုအဆင့်ပေါ့ နော်အမေရိကန်မှာဆိုလို့ရှိရင်တော့ Federal လို့ခေါ်တာပေါ့နော် Federal အဆင့်ပေါ့အဲ့ Federal အဆင့်ဒါမှမဟုတ်ပြည်ထောင်စုအဆင့်အစိုးရဆိုတာလည်းရှိမယ်ပြည်ထောင်စုအဆင့်လွှတ်တော်တွေလည်းရှိမယ်ကျွန်တော်တို့ပြည်ထောင်စုအဆင့်တရားရုံးတွေလည်းရှိမယ်အဲ့တော့အဲ့လိုမျိုးမတူတဲ့အာဏာတွေကိုကျွန်တော်တို့ခွဲဝေပြီးတော့အာတုံးဆွဲတဲ့စနစ်ကိုကျွန်တော်တို့က Federal စနစ်လို့ခေါ်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်အစိုးရတွေကလေယာဉ်နှစ်ခုဖြစ်နေပါတော့เนาะကျွန်တော်အလွှာနှစ်ခုဖြစ်နေတယ်ဒါတစ်ခုကတော့ကျွန်တော်တို့ဘဟုပေါ့ ဒီအောင်စုအဆင့်ကိုအောက်ချုပ်တဲ့အစိုးရရှင်လွတ်တော်တွေရှိသလိုအာတစ်ဖက်မှာလည်းကျွန်တော်တို့ပြည်내အဆင့်တွေမှာအောက်ချုပ်တဲ့အစိုးရတွေဥပဒေပြုတဲ့လွတ်တော်တွေကျွန်တော်တို့တရားရုံးတွေအတိအကျရှိကြမယ်။ဒါပေမဲ့သူတို့နှစ်ဒီအလွှာနှစ်ခုကတသက်စီကျွန်တော်တို့တည်ကြသည့်နေထိုင်တာမျိုးမဟုတ်ဘူး။နေထိုင်လို့လည်းမရဘူးเนาะကျွန်တော်တို့နိုင်ငံတကာနိုင်ငံလည်းဆိုတော့အဲ့တော့ကျွန်တော်တို့ကတချို့ကိစ္စတွေမှာပူပေါင်းပြီးတော့ဆောင်ရွက်ရတဲ့ကိစ္စတွေလည်းရှိတယ်။တတ်တတ်စီနေတဲ့ချိန်တွေမှာနေမယ်ကိုယ့်အကူ ကိုဒီနေမှာကိုလုံးစရာရှိတဲ့ဟာလုံးမယ်။အချိန်ထဲမှာပဲကျွန်တော်တို့တချို့ကိစ္စရက်တွေမှာပူပေါင်းပြီးတော့ဆောင်ရွက်ရတဲ့ကိစ္စမျိုးတွေရှိနိုင်တယ်ပေါ့နော်။ဒါကတော့ Federalist နေ့ရဲ့အခြေခံသဘောတရားပေါ့။ဟို theory အရတော့ principle တွေအများကြီးရှိတာပေါ့။ဒါတွေတော့ကျွန်တော်တို့ဒီနေရာမှာပြောဖို့မရှိရဘူး။အဲ့တော့ကျွန်တော်ဒီအခြေခံသဘောတရားလောက်ပဲပြောဖို့ဒါယူရတာဖြစ်တယ်ပေါ့နော်။အဲ့တော့ Federal မှာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအရေးကြီးဆုံးက အာနာခွဲဖို့မှုနော်အခုနကကျွန်တော်အရှိမပြောခဲ့သလိုမျိုးဘ ਹੁ အစိုးရတွေရှိမယ်အပြည်ထောင်စုအစိုးရပဲခေါ်ဖို့ဘ ਹੁ အစိုးရပဲခေါ်ဖို့ဖက်ဒရယ်အစိုးရပဲခေါ်ဖို့နော်တနိုင်ငံလုံးကိုအုပ်ချုပ်တဲ့ပြည်ထောင်စုအဆင့်အစိုးရရှိမယ်လွတ်တော်တွေရှိမယ်တစ်ဖက်မှာလည်းကျွန်တော်တို့ပြည်နယ်အဆင့်မှာလွတ်တော်တွေရှိမယ်အစိုးရတွေရှိမယ်အဲ့တော့သူတို့ကြားထဲမှာကျွန်တော်တို့အာနာခွဲဖို့မှုကအရင်ကိုအရေးကြီးတယ်ဘလို့အာနာမျိုးဘလို့ခွဲရမလဲပေါ့နော်ဒီကိစ္စကဖက်ဒရယ်မှာအများကြီးကျွန်တော်ငင်းခုံရတဲ့ကိစ္စဖြစ်တယ် တော့ကမ္ဘာနိုင်ငံတွေကိုကြည့်လိုက်လိမ့်မယ်ဆိုလို့ရှိရင်ဒါ Federal စနစ်ကိုကျင့်သုံးတဲ့နိုင်ငံအများစုမှာเนาะတော်တော်များများပေါ့အားလုံးနှိပါမှာဘိုးဆိုးရကကင်ထားတဲ့ကိစ္စတွေရှိတယ်ဒါဥပမာ၃ခုလောက်ရှိတယ်ပေါ့နော်ဘိုးဆိုးရကင်ထားတဲ့ကိစ္စ၃ခုလောက်ရှိတယ်ဒါဥပမာအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်ကာကွယ်ရေးစစ်တမ်းနဲ့ပတ်သက်တဲ့ဟာပေါ့နော်နိုင်ငံကာကွယ်ရေးလို့ကိစ္စမျိုးတွေပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီနိုင်ငံရဲ့ငွေကြေးကိစ္စမျိုးတွေဒါမြန်မာပြည်မှာဆိုရင်တော့ဘ ਹੁ ဘဏ်ပေါ့နော် အဲ့လိုကိစ္စမျိုးတွေပြီးတော့နောက်တစ်ခုကဒီနိုင်ငံသားရေးလိုကိစ္စမျိုးတွေအဲဒါမျိုးတွေကိုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗဟုအစိုးရပဲ깟တွယ်ထားတယ်ဒီလိုကိစ္စမျိုးတွေကိုကြာတော့ကျွန်တော်တို့ပြည်내အစိုးရတွေလုပ်ပိုင်ကိုသွားပေးလို့မရဘူးဘောနော်ဥပမာကျွန်ကာကွယ်ရေးဆိုလို့ရှိရင်လည်းကျွန်တော်တို့တခြားနိုင်ငံနဲ့စစ်တိုက်ပါလားတိုက်မယ်ဆိုလို့ရှိရင်လည်းတနိုင်ငံလုံးတိုက်ပါဖြစ်ပါဦးနော်ဟိုပြည်내ကတိုက်မယ်ဒီပြည်내ကမတိုက်ဘူးဒါမျိုးတွေဖြစ်လို့မရဘူးဆိုတော့ဒီလိုကာကွယ်ရေးလိုကိစ္စမျိုးတွေပြီးတော့ နောက်တစ်ခုကျွန်တော်တို့ငွေဆက်ကိုငွေကြေးကိစ္စဘဝပန်ကိစ္စဒါမျိုးတွေဆိုလည်းဟိုပြည်နယ်လူပေးလို့မရဘူးเนาะကျွန်တော်တနင်္ဂနွေလုံးမှာပတ်စံဦးတစ်မျိုးပဲတုံးမယ်ဒီဟာရုံစီမံခန့်ခွဲဖို့အတွက်လည်းဘဝပန်လို့ဖွဲ့စည်းမျိုးပါလေနိုင်ငံတော်အဆင့်မှာပဲရှိတဲ့တယ်ဆိုတာမျိုးအဲနောက်တစ်ခုကနိုင်ငံသားကြီးနိုင်ငံသားကြီးဆိုလို့ရှိရင်လည်းအဲ့လိုပဲအာဘယ်နိုင်ငံနဲ့တန်တမာအဆက်တွေကျွန်တော်တို့လုပ်မလဲအာဒါမှမဟုတ်လို့ရှိရင်လည်းဒီနိုင်ငံနဲ့တော့တန်တမာအဆက်တွေမလုပ်တော့ဘူးဖြတ်လိုက်မယ်ဆိုတာမျိုးတွေကိုကြာတော့ဘဝအဆင့်ရတာ ကျွန်တော်တို့တစ်ခုလေးရပဲစုံစမ်းချက်တစ်ခုလေးပဲချဖို့လိုတာဖြစ်တဲ့အတွက်ဒါမျိုးမျိုးတော့အဘဟုအစိုးရကပဲ guide တွေ့ဒါလေးရှိတယ်အဲ့တော့ဒါရီရတွေ့လို့ရှိရင်ဂျန်တဲ့အာကိစ္စချက်တွေပေါ့နော်ဂျန်တဲ့ခန္ဓာတွေအများကြီးရှိတာပေါ့ကျွန်တော်တို့နိုင်ငံတွေမှာဥပမာပညာရေးကျန်းမာရေးကုန်သွယ်ရေးလို့ပြီးတဲ့ခါကျတော့ဒီလမ်းတံတားကိစ္စတွေစသဖြင့်ပေါ့ဗျအများကြီးရှိတာဒါရီဟူကြတော့ကျွန်တော်တို့အနာခွဲဝေတဲ့ခါမှာနိုင်ငံတနေနိုင်ငံနဲ့တနေနိုင်ငံမတူတော့ဘူးပေါ့ အဲ့တော့တချို့နိုင်ငံတွေကတော့အာဗဟိုအစိုးရကိုအာဏာများများပေးထားတယ်အာဏာအများကြီးပေးထားတယ်ပေါ့ဟိုမှာဝင်းကြီးဌာနတော်တော်များများကဗဟိုအစိုးရကိုင်ထားတယ်အာပြည်နယ်အစိုးရကလည်းနည်းနည်းပဲကိုင်ရတယ်ဆိုတာမျိုးအတချို့နိုင်ငံတွေမှာကျတော့ဗဟိုအစိုးရကအာဏာနည်းနည်းလေးပဲရှိတယ်အခုလားကျွန်တော်ပြောခဲ့တဲ့အာကာကွယ်ရေးတို့ငွေကြေးကိစ္စတို့နိုင်ငံညာရေးတို့အပြင်နောက်ထပ်နှစ်ခုသုံးခုပဲရှိပြီးတော့အကျဉ်းတဲ့ကိစ္စတော်တော်များများအားလုံးကိုပြည်နယ်တွေကိုကိုယ်ပိုင်စုံဖြတ်ခွင့်လွတ်လပ်ခွင့်ပေးထားတယ်ဆိုတာမျိုးပေါ့အဲ့လိုမျိုးကျွန်တော်တို့ မတူကြဘူးပေါ့နော်ပုံစံတွေကအဲ့တော့ဒီကဏ္ဍတွေကိုအာဏာတွေခွဲဝေတဲ့အခါမှာအာတနိုင်ငံနဲ့တနိုင်ငံဘယ်တော့မှတူမှာမဟုတ်ဘူးကျွန်တော်တို့အမေရိကန်ရဲ့ Federal စနစ်ကိုတွက်ကြည့်လို့ရှိရင်လည်းတမျိုးဖြစ်မယ်အာနောက်တစ်ခါဆွစ်ဇာလန်ရဲ့ Federal ကိုတွက်ကြည့်ရင်တမျိုးဖြစ်မယ်အစသဖြင့်ပေါ့အိန္ဒိယကိုတွက်ကြည့်ရင်တမျိုးဖြစ်မယ်အားလုံးကတူကြမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒီလိုအာဏာခွဲဝေတဲ့အခါမှာကြီးကျယ်ကျွန်တော်တို့ဆွေးနွေးရမယ့်ကိစ္စတွေဖြစ်လာတယ်လို့ထင်တယ်ကြီးကျယ်ဆွေးနွေးပြီးတော့မှကျွန်တော်တို့ ဘယ်လိုမျိုးအာနာတွေကိုခွဲဝေကြမလဲဘယ်အာနာတွေကိုဘယ်အစိုးရတွေရဲ့လက်ထဲမှာထားမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဆုံးဖြတ်ရမှာဖြစ်တယ်ပေါ့နော်နောက်ထပ်တစ်ပိုင်းကတော့ကျွန်တော်တို့ Federal စနစ်နှစ်မျိုးပေါ့အဲ့တော့ကတော့ကျွန်တော်တို့ Asymmetric နဲ့ Asymmetric ပေါ့ Asymmetric ဆိုတာကချိုးညီတယ်ဆိုတဲ့အတိတ်ပဲမျိုးပေါ့ဗျာချိုးညီတယ်ဆိုတာကပြောချင်တာကကျွန်တော်တို့ပြည်နယ်တွေမှာပြည်နယ်တွေအားလုံးက ဒန်းတူအခွင့်အရေးပဲရှိတယ်ပေါ့နော်။သူတို့ကိုပေးထားတဲ့အာဏာတွေကအားလုံးအတူတူပဲ။ဒါဥပမာအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအမေရိကန်ပေါ့။အမေရိကန်နိုင်ငံမှာဆိုလို့ရှိရင်ပြည်နယ်90ရှိတယ်။ပြည်နယ်90ရဲ့ဇလုံးကရတဲ့အခွင့်အရေးတွေကအတူတူပဲ။ဒီပြည်နယ်တစ်ခုကိုကျွန်တော်တို့ဟာပညာရေးနဲ့ပတ်သက်ပြီးတော့လွတ်လပ်ခွင့်ပေးနိုင်မယ်ဆိုလို့ရှိရင်ပြည်နယ်90ဇလုံးကပညာရေးနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်၊ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမျိုးပေါ့။အဲအဲ့လိုပဲ မကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စကိုကျွန်တော်တို့ကဒီနယ်လေးကိုပေးလိုက်မယ်ဆိုလို့ရှိရင်လည်းဒီနယ်60စလုံးကတန်းတူတရားရေးကိုဆုံးဖြတ်ခွင့်ရှိတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ asymmetric asymmetric federalism ဆိုတာကကြတော့အချိုးမညီတဲ့ federalism တွေပေါ့အချိုးမညီဘူးဆိုတာကကျွန်တော်တို့နိုင်ငံရဲ့လိုအပ်ချက်အရာတစ်ခါတလေမှတချို့ပြည်နယ်တွေတချို့ဒေသတွေကိုပို့ပြီးတော့လုပ်ပိုင်ခွင့်တွေပေးရတာမျိုးအခွင့်အရေးတွေပို့ပြီးတော့ပေးရတာမျိုးပေါ့နော်။ဒါမျိုးတွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်။အဲ့တော့ဒီ asymmetric အချိုးမညီတဲ့ federal စနစ်ဥပမာကကျွန်တော်ဘယ်ကိုကြည့်လို့ရလဲဆိုတော့အဝေးမဟုတ်ဘူးကျွန်တော်တို့ရဲ့အိန္ဒိယချင်းဖြစ်တဲ့အိန္ဒိယနိုင်ငံ။အိန္ဒိယနိုင်ငံကိုကြည့်မယ်ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံက asymmetric federalism ကိုကျင့်သုံးတယ်ပေါ့နော်။အချိုးမညီတဲ့ federal စနစ်ဥမာအဖြစ်အကျွန်တော်တို့နဲ့ချင်းပြည်နယ်နဲ့နယ်စပ်ဖြစ်တဲ့မီဇိုရမ်ပြည်နယ်ပေါ့။ဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ မြန်မာပြည်ကနေပြီးတော့ချင်းပြည်နယ်မှာအဲကျွန်တော်ပြည်တွင်းစစ်တွေဖြစ်တော့ချင်းပြည်နယ်ကဒုက္ခသည်တွေကဒီမီဇိုရမ်ပြည်နယ်တွေကိုသွားကြတာပေါ့နော်အိန္ဒိယမီဇိုရမ်ပြည်နယ်တွေကိုသွားပြီးတော့စစ်ပီးရှောင်ကြတယ်အိန္ဒိယအစိုးရကသူကကြေညာချက်ထုတ်ထားတယ်မြန်မာပြည်ကဒီစစ်ပီးရှောင်တွေကိုလက်ခံတာမဟုတ်ဘူးဆိုတာမျိုးပေါ့နော်ဘာလို့လဲဆိုတော့လူတွေကအများကြီးစုကြုံပြီးသူ့နိုင်ငံတွေဝင်လာမယ်ဆိုတော့ဒါပေမဲ့အဲ့ဒါကိုအဲ့ဒီဘ ਹੁ အစိုးရရဲ့ ြောတဲ့အာဏာကိုကျော်လွန်ပြီးတော့မီဇိုရမ်ပြည်နယ်ကသူလက်ခံတယ်။အဲဒါမျိုးတွေကျွန်တော်တို့သတင်းတွေမှာလည်းတွေ့ရလိမ့်မယ်။ဒါမျိုးဆိုလို့ရှိရင်မီဇိုရမ်ပြည်နယ်ကတခြားပြည်နယ်တွေထပ်ပို့ပြီးတော့အခွင့်အရေးရတယ်ဆိုတာမျိုးဟိုအိန္ဒိယမှာဆိုလို့ရှိရင်ဒါတွေ့ရမယ်။ပြီးတော့နောက်တစ်ခုနောက်ထပ်ဥပမာတစ်ခုကပန်ဂျပ်ပြည်နယ်အိန္ဒိယမှာပန်ဂျပ်ပြည်နယ်ဆိုလို့ရှိရင်စစ်လူမျိုးတွေအပန်ချပြည်ပေါ့နော်စစ်လူမျိုးတွေအများကြီးနေတဲ့ပြည်နယ်ဖြစ်တယ်။အဲ့တော့ပန်ဂျပ်ပြည်နယ်မှာသူတို့ရဲ့စစ်ဘာသာစကားကရုံးသုံးစကားဖြစ်တဲ့လေသူတို့က စသဖြင့်ပေါ့နော်သူတို့ရဲ့အခွင့်အရေးတွေတောင်းဆိုကြတော့အဲ့တော့ဒီပန်ချက်ဘလူဒီနယ်မျိုးမှာဆိုလို့ရှိရင်ဒီ sick batters ကိုသူတို့ရုံပုံစကားဖြင့်သတ်မှတ်ပေးတာမျိုးအစတဖြစ်ပေါ့ဒါမျိုးကတခြားပြည်နယ်တွေမှာအားလုံးမှာရှိနေတာမဟုတ်ဘူးဒီလိုတချို့ပြည်နယ်တွေကိုလိုအပ်လိုအပ်ချက်အရာပို့ပြီးတော့အခွင့်အရေးပေးရတယ်ပို့ပြီးတော့လုံပိုင်ကိုပေးရတယ်ဆိုတဲ့အခြေအနေမျိုးတွေရှိတယ်ဒါကိုကျွန်တော်တို့က asymmetric federalism လို့ခေါ်တယ်ကျွန်တော်မြန်မာပြည်ရောဘလူ federal စနစ်မျိုးကိုကျင့်သုံးဖို့ လိုသလဲပေါ့နော်ဒါတွေကလည်းကျွန်တော်ဆက်ပြီးတော့နိုင်ငံရေးသမားတွေကောင်းဆောင်နေပြီးတော့ကျွန်တော်ပညာရှင်တွေအချင်းချင်းအခြေလွယ်ဆွေးနွေးရမယ့်ကိစ္စတွေဖြစ်တယ်ပေါ့နောက်ထပ်တစ်ပိုင်းကတော့မြန်မာနိုင်ငံရဲ့ဒီ Federal လောက်ချောင်းမှုတပိုင်းကြောင်း Federal ဆိုတာကတကယ်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဟိုးရင်ကလေးကကျွန်တော်တို့မစိမ့်တဲ့စကားလုံးပေါ့နော် 1948ဗြိတိရှားလက်အောက်ကနေပြီးတော့လွတ်လပ်ရေးမရခင်1949မှာလုပ်ခဲ့တဲ့ပင်လုံစာချုပ်မှာကလေးကဒီဖက်ဒရယ်သဘောတရားတွေကပင်လုံစာချုပ်မှာကလေးကပါပြီးသားဖြစ်တယ်နော်။တော့ကိုယ်ကအုပ်ချုပ်ခွင့်လို့ဆိုတာမျိုးတွေအပြီးတော့တရားတွေစုပေါင်းပြီးတော့ပြည်အောင်စုတစ်ခုတည်ဆောက်မယ်ဆိုတာမျိုးတွေကဒီဖက်ဒရယ်သဘောတရားတွေအဲ့ဒါတွေက1949မှာလုပ်ခဲ့တဲ့ကျွန်တော်တို့ပင်လုံစာချုပ်မှာကလေးကဒါဗိုလ်ချုပ်ဆိုတဲ့ဦးဆောင်ခဲ့တာပေါ့နော်။အဲ့မှာကလေးကပါပြီးသားဖြစ်တယ်။ ီးတော့နောက်ထပ်ထူးထူးခြားခြားပြောရမယ့်ကိစ္စဆိုလို့ရှိရင်တော့1961မှာလုပ်ခဲ့တဲ့တောင်ကြီးညီလာခံဆိုတာရှိတယ်ပေါ့နော်တောင်ကြီး conference လို့ခေါ်တယ်အဲ့ဒီညီလာခံမှာလည်းဒီ federal နဲ့ပတ်သက်ပြီးတော့အကြီးလဲဆွေးနွေးကြတယ်စတင်နဲ့ဆွေးနွေးပြီးတဲ့အပြင်ကိုဒီ federal မူကြမ်းပေါ့နော်မူကြမ်းလို့ပဲခေါ်မှာပေါ့ကျွန်တော်တို့အာတခုထွက်ခဲ့တယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒါကိုအားလုံးကရှမ်းမူလို့ကျွန်တော်တို့နောက်ပိုင်းမှာရှမ်းမူဆိုပြီးတော့ပို့ပြီးတော့လူသိကြတယ်ပေါ့နော်အဲ့ဒီရှမ်းမူဆိုတာကတော့သူကဒီရှစ်ပြည်နယ်မူပေါ့ ကျွန်တော်တိုင်းသားခုနှစ်မျိုးရှိတယ်ဗမာပါလို့ရှိရင်ရှင်မျိုးပေါ့အဲ့တော့ဗမာကလည်းကိုပိုင်ပြည်နယ်တစ်ခုယူသင့်တယ်ဆိုတာမျိုးအာကျွန်내တိုင်းသားတွေလည်းကိုပိုင်ပြည်နယ်တစ်ခုအားလုံးတန်းတူညီမျှဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ရှမ်းဘူးလို့ခေါ်တယ်အဲ့ဒါကဒီ1961မှာလုပ်ခဲ့တဲ့ဒီတောင်ကြီးညီလာခံနေပြီးတော့ထွက်လာတဲ့ Federal မူကြမ်းဖြစ်တယ်ပေါ့ဒါပေမဲ့လည်းတိရတာမှာ1962မှာကျွန်တော်တို့ဘုံနေဝင်အာနာသိမ်းသွားပြီးတော့ဒီကိစ္စတွေလည်းပြတ်သွားတယ်ပေါ့ အဲ့တော့ကျွန်တော်တို့ကဒီ1948စပြီးတော့လွတ်လပ်ရပြီဆိုကြတဲ့ကကျွန်တော်တို့မြန်မာနိုင်ငံအလုံးသိတဲ့အတိုင်းပဲလွတ်လပ်ရင်းနဲ့အတူတူပြည်တွင်းစစ်ကတွဲပါလာပေါ့နော်အဲ့မှာတိုင်းရင်းသားတွေကအဲ့ဒီချိန်ကလေးကသူတို့ကဖက်ဒရယ်ကိုတောင်းဆိုနေခဲ့ကြတာဖြစ်တယ်ပေါ့သူတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာမျိုးတွေတွဲဖက်ဒရယ်ကိုအဲ့ချိန်တွေကတောင်းချောင်းတောင်းဆိုခဲ့တယ်ဒါပေမဲ့သိတဲ့အတိုင်းပဲကျွန်တော်တို့ဒီဘက်က စစ်တပ်ကလည်းတောက်လျှောက်တာတွေကိုဖိနှိပ်ခဲ့တယ်ပေါ့ဖိနှိပ်ခဲ့ပြီးတော့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီစစ်ဆိုးရကနေပြီးတော့ Federal ဆိုတဲ့သကလုံးကိုပါပုံဖြတ်ဖို့ကျွန်တော်တို့ကြိုးစားလာခဲ့တော့တွေ့ရတယ်အဲ့တော့သူက Federal လို့ပြောလို့ရှိရင်ဒါမျိုးကခွဲထွက်ဖို့ပြောနေတာပဲခွဲထွက်ခွင့်ပဲဆိုတာမျိုးအကွက်တော့ဘုံကိုတောင်းဆိုနေတာဖြစ်တယ်။တိုင်းသားတွေကမြန်မာပြည်ကနေပြီးတော့ပြည်အောင်စုကနေခွဲထွက်ဖို့စူးစမ်းနေတာဖြစ်တယ်ဆိုပြီးတော့ Federal ဆိုတဲ့စံကိုပုံဖြတ်ပြီးတော့ ဝါဒပြန်နေပြီးတော့တောက်လျှောက်နှိကုတ်ခဲ့တာတွေ့ရတယ်ပေါ့ခု2021အနာသိမ်းပြီးတဲ့နောက်မှာတော့ဒီ Federal ဆိုရဲအတန်တရာပိုကျလာတယ်အလူတွေလည်းပို့ပြီးတော့စိတ်ဝင်စားလာကြတယ် Federal ဆိုတာဘာလဲဆိုတာကိုလည်းလူငယ်တွေကလည်းနေလာလာကြတော့တွေ့ရတယ်အဲ့တော့နောက်ဆုံးအနေနဲ့ခလာတို့ကဘယ်လိုထင်လဲ Federal စနစ်ကမြန်မာနိုင်ငံအတွက်တကယ်တင့်တော်တဲ့စနစ်လား ရစနစ်ဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ဘာတွေကြော်ဖြတ်ဖို့လိုသေးလဲကျွန်တော်ဘာတွေဆွေးနွေးဖို့လိုသေးလဲဘာတွေညှိနှိုင်းဖို့လိုသေးလဲဘယ်လိုထင်လဲကျွန်တော်တို့ comment တွေပေးခဲ့ပြီးတော့ဆွေးနွေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်